ညီကောင်းလို့မိလာပါစကတိပေါ်ပေါ် channel ကနေပြန်လည်ကြိုးစားပါကျွန်တော်ကိုင်းဖြစ်ပါညီတို့ဒါမနေ့ကညီတို့ဒါထပ်ပြီးတော့ဆင်ပြေခဲ့ပါတော့ဆွစ်ဇာလန်ဘော်ဒီကိုင်းရွေးချယ်ပြီးခဲ့တယ်3-1ဆိုရလိုက်နေနိုင်ပါတယ်ပေါ့နော်ပထမဒါ day 2မှာတော့လည်းညီတို့ဆင်ပြေမလို့ယုံကြည်တယ်ပေါ့နော်နေရက်ဆက်ဆင်ပြေပေါ့နော်ပိုလန်ဘော်ဒီရွေးချယ်ပြီးရနေရလဲဆင်ပြေပါတယ်မနေ့ကဒါဆွစ်ဇာလန်ဘော်ဒီလည်းရွေးချယ်ပြီးရလဲဆင်ပြေပါနော်ဒီနေ့ဒါအဲဒီ4ပေါ့နော်ကာဗလာချစ်စွဲ D4 ဒီဘက်ကောင်ရွေးချယ်ပြီးမယ်ဒီဘက်စီကတော့ညီမစံတော်ဂျိန်း အဲ71ခွဲထိုင်းစံတော်ချိန်72နာရီမှာကံမဲ့ဒါယူကရိန်းနဲ့အိုင်စလန်တို့ရဲ့ဒါပွဲကြော်တင်ဆက်ချက်လေးကိုတင်ဆက်ပေးသွားမယ်။အရင်ဆုံးကိုင်းမာဂျင်ကိုင်းတိတ်ကန် channel လေး join ထားပေးပါဦးနော်။တိတ်ကန် channel မှာတပွဲကောင်းနေမောင်းကတ်တွေအများနဲ့တင်ပေးတယ်။ဒါကြောင့်တိတ်ကန် channel လေးကို join ထားဖို့မေးပါနဲ့။ channel လေးတွေကိုဒီ video လေး comment လင့်မအောင်ဒါအဲကိုင်းရဲ့ဒီ socket profile ရဲ့ bio လင့်မအောင်ရှိပါ။ညီတို့အနေနဲ့ link လေးကိုနှိပ်ပြီးတော့ join ပေးပါနော်။ဝေးတို့ဒါ hardware တွေရင်သွားမယ်ပေါ့နော်။ hardware မသွားခင်ကတီဗီစီရသွားမယ်။တီဗီစီရတော့ဒီအုပ်စုမှာဆိုရင်တော့ရမယ်။ အဲခုနမခုနမရထားရပေါ့နော်အိုက်စ်လန်လည်းခုနမယူကရိန်းကလည်းခုနမပေါ့နော်အဲလက်ရှိဒါဂိုကာချာချန်နယ်တော့ဒါအိုက်စ်လန်တော့တားတဲ့နေသားမျိုးမှာတော့ရှိရပေါ့နော်ရမတ်တူနေသားမျိုးဒီနှစ်ပွဲကဒါအာဒီနှစ်သိန်းလုံးရဲ့ဒါဆုံးဖြတ်ပွဲလို့ပြောလို့ရတယ်ဂါဗလာဒါဒိုင်ယဝင်ကွင်ပြင်တိကတော့ဒါအဆင့်တနေရာနေဒိုင်ယဝင်ကွင်ရပါပြီပေါ့နော်အဆင့်တနေရာဂါဗလာချစ်စွဲထက်ကန်မဲ့နေရာကိုတော့ဒါအိုက်စ်လန်နဲ့ယူကရိန်းကဒါနှစ်သိန်းလုံးလူးရမှာပေါ့နော်လက်ရှိဒါယူကရိန်းပေးထားတဲ့ body size ကိုကြည့်ရမယ်ဆိုယူကရိန်းဘက်ကတလုံး plan အဲ86ပေးထားတယ်ကိုပေါင်းစည်းနှလုံးမိုင်းနဲ့50တိပေးထားမယ်နော်ကိုပေါင်းစည်းဒါတိကျတာတော့ပျော့တယ်ယူကရိန်းနိုင်လာတာ10ဆိုတဲ့အကွက်မျိုးပေါ့နော်ဟိုအဲကမ်ဒေတာ11ပုံစံမျိုးဒါကိုပေါင်းစည်းတန်းတော့နှလုံးမိုင်းနဲ့55ပေါ့နော်နှလုံးမိုင်းနဲ့60ကြီးရတော့ဒါနည်းနည်းလေးပျော့ရလို့ပြောလို့ရပါနော်အခုကကြည့်ရမယ်ဆိုရင်လည်းအိုက်စ်လန်ရဲ့ဂွင်မှာယူကရိန်းနေနဲ့35ဆိုတဲ့ရလည်းနဲ့နိုင်ငံထားရပေါ့နော်ဟာ9လောက်အတာနဲ့ကိုပြက်ကန်နာတော့ရှိတယ်ပြီးဒါ အဲယူကရိန်းရဲ့ဒါခုနောက်ပိုင်းရလပိုင်းကြီးရမယ်ဆိုရင်လည်းဒါဒီနေ့ကတော့ရှုံးထားရပါတော့အဆိုင်ဝမ်ချန်တော့နိုင်ထားတယ်ပြီးဝိုင်းဒါအိုက်စ်လန်ကိုနိုင်ထားရပါတော့ဒီနေ့ပွဲကဒါကိုင်းဒါအများကြီးတော့စဉ်းစားနေရတော့မရှိဘူးဒါဂူပေါင်းစည်းတော့တိတ်တော့မကြိုက်ဘူးပေါ့နော်ဂူပေါင်းစည်းကပုံမှန်ဒီနေ့နှစ်ပွဲရှိတယ် ဟန်ဂရီနဲ့အိုင်ယာလန်ပွဲလဲဒါဒီဈေးတန်းပဲဒီလိုဘော်ဒီဈေးပဲဒီလိုဂိုးပေါင်းဈေးပဲပေါ့နော်ဒီပွဲဒါပြိုင်ဆိုင်ပွဲကြီးဖြစ်တဲ့အတွက်ကြောင့်ဒါဂိုးတွေကတော့နဲတော့နဲနေမယ်ဟိုဂိုးရင်းများပို့ကတော့မသေးကြဘူးပေါ့နော်ခွေးဒီနေ့ပွဲတော့ဒါယူရိန်းပေါ်တွေတော့ကြိုက်တယ်ယူကရိန်းဒါ1 plan 86ဂျေဒါယူကရိန်းဒါ1 02လောက်တော့တွက်လို့ရတယ်ပေါ့နော်အိုက်ဆန်နဲ့ယူကရိန်းရှင်ကြည့်မယ်ဆိုရင်ကစားအတင်းသားရာစရှင်မယ်ဆိုရင်ယူကရိန်းကတော့နည်းနည်းလေးပူတာတော့ရှိရယ်နော်ဒါကြောင့် ဝိဒီယူကရိန်းနဲ့အိုက်စ်လန်ပွဲမှာဆိုရင်တော့ယူကရိန်းဘော်ဒီလေးကြိုက်ပါတယ်เนาะယူကရိန်းဒါဒီနေ့၃ရက်လောက်ဇက်အဆင်ပြေပါစေလို့ကိုရင်းစတောင်းပေးပါတယ်အကြိုက်တွင်နေယူကရိန်းလိုက်ကစားလို့ရပါတယ်เนาะအကြိုက်မတူရင်တော့ပကံကစားလို့ရပါတယ်เนาะယူကရိန်းဘော်ဒီလေးယူချက်ပေးထားပါတယ်เนาะအဲကိုရင်းဒါပရမပြောတဲ့တိတ်ကန်ကြောင့်လေး join တော့ဖို့လည်းမမေ့ပါနဲ့ကိုရင်းအားပေးတဲ့ဒါ Facebook က TikTok က YouTube ကညီကိုတောင်းရင်ကျေးဇူးတင်ပါတယ်အဲကိုရင်းတို့ကနောက်နေ့ day 5မှာညီကိုတို့ပြန်ပြီးဆုံပါမယ်အားလုံးဒီနေ့ကပဲနှုတ်ဆက်လိုက်ပါတယ်